ဒီစစ်တပ်ကအနာသိမ်းတာကိုပြည်သူလူထုအနေနဲ့လုံးဝလက်မခံပဲတခဲနဲ့ဆက်နေကြဘူးတော်ကားသူကြီးပြောတာအဲ့တငယ်ချင်းများအားလုံးမြင်ကလာပါဒီနေ့ကတော့ကျွန်တော်ပြန်လဲ share လုပ်ပေးသွားမှာကတော့ဒေါ်အောင်ဆန်းစုကြည်သက်ရှိထံကရှိနေသေးလားသိချင်တယ်တဲ့ကဲဟုတ်ရအောင်ကျွန်တော်လည်းဘုသူဒ္ဓအနေနဲ့လိုက်ပြီးနှောက်ထောင်ကြည့်ရမှာတော့ဟိုတော်တော်ကတလန်းတွေတတန်းတွေပါတယ်ထွက်တယ်မျိုးမျိုးကဲဟုတ်ပြန်လားဆိုလို့ရှိရင်ဘာပြောထားလဲဆိုတာနှောက်ထောင်ကြည့်မယ်ပေါက်ချားလာတယ်ပေါက်ချားလာတယ်ဆိုတာ energy ကပေါက်ချားစရာလည်းမရှိဘူး ် NUG ကပေါက်ကြားစရာလည်းမရှိဘူးသူ CIA ဘေးရှိကပေါက်ကြားစရာလည်းမရှိဘူးနောက်တစ်ခုက NUC ကပေါက်ကြားစရာလည်းမရှိဘူး PDF ဘေးရှိကလည်းပေါက်ကြားစရာမရှိဘူးပြည်သူလူထုတဦးချင်းစီကလည်းပေါက်ကြားနာစရာမရှိဘူးနော်မရှိဘူးနော်အာရှင်းပြောရင်ဗျာနော်ဒါကတော့ရှင်းပါတယ်နော်ရှင်းပါရှင်းတယ်ဘယ်ရထွက်ပါနော်မင်းကြီးဒါထွက်ပါနော်ပေါက်ကြားလာတဲ့ဖက်ဆူချက်တွေကိုကျွန်တော်တို့လစ်လာသုံးသက်ကြည့်တဲ့အခါကျတော့တရက်နှစ်လ2021မှာလူမှုကွန်ရက်မှာပြန်လာ အဲ့ဒါလည်းတော်တော်လေးတော့နော်ရှင်းပြောရင်ခင်ရတော်ရိုက်တယ်ပေါ့နော်ပြည်သူတို့ပန်ကြားတဲ့ဆိုပြီးတော့စာထဲမှာသူကရှင်းရှင်းလေးနော်ပြည်သူတွေအားလည်းအခုစာဖတ်နေတဲ့အချိန်မှာတဲ့စေအောင်စုကနေပြီးတော့2008ကိုတဲ့လစ်လူရှူပြီးတော့လွတ်တော်နဲ့အစိုးရဖွဲ့ကိုဖျက်သိမ်းပြီးဖြစ်တယ်ဆိုသူတို့ထောက်ပြန်လာတဲ့2008စိတ်တန်းညာဆွဲထားတဲ့မတရားတဲ့နော်ဖွဲ့စည်းပုံအဲ့ဒါကိုဒေါ်ဆက်သူကြီးကထောက်ပြပြီးတော့နော်အစိုးရဖွဲ့ကို နော်ဖြတ်သိမ်းပြီဖြစ်တယ်တဲ့တိုင်းပြည်ကိုဆက်အောင်ချင်းစနစ်အောက်ကိုတဲ့ပြန်လဲကျိုးပတ်နဲ့လုံရဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ဒီစစ်တပ်ကအနာသိမ်းတာကိုတဲ့ပြည်သူလူထုအနေနဲ့လုံးဝလက်မခံပဲတခဲနဲ့ဆက်နေကြဘူးဒေါက်တာသူကြီးပြောတာဟောနော်ဒီပါဒတ်ကနေပတ်အဲ့ဒါကိုဟာဘသူကအာမခံတယ်ဆိုရင်ဦးဝင်းထင်ကနေပြီးတော့ဟာကသူ့အသက်ပေါ့ဗျာဟုတ်ပြီနော်သူ့အသက်နဲ့ အဲရှင်းပြညီမနဲ့ချပြီးတော့သူကတက်တည်ခံပါတယ်ဆိုပြီးတော့အဒီပန်ချာစာနဲ့ပတ်သက်လို့ဒါအွင့်ထင်ကထုတ်ပြန်လိုက်တာပေါ့နော်။အဲဒါဒါဒါရီနဲ့ပတ်သက်လို့ကလေဒီပန်ချာစာကိုဖတ်ကြည့်လိုက်တဲ့အခါမှာတော်ဆန်းစုကြည်သဘောထားရက်တည်ခြင်းဒီစစ်အာဏာသိမ်းတဲ့အပေါ်မှာစစ်အာဏာလုတဲ့အပေါ်မှာတကယ်လို့များတာအပေးယူရတာလက်ခံခဲ့တယ်ဆိုရင်တိုင်းပြည်ရဲ့မျက်နှာပြည်သူလူထုရဲ့မျက်နှာလုံးဝမကြည့်ဘဲနဲ့စစ်အာဏာရှင်တွေရဲ့အပေးယူကိုသူလက်ခံခဲ့မယ်ဆိုရင်ရှင်းရွယ်တော်ဆန်းစုကြည်က ထောင်ထဲရောက်စရာဘာကြောင့်မှမရှိဘူး။ဒါပေမဲ့တောင်ဆန်းစုကြည်ရဲ့ဂုံတိတ်ခါ။အင်းတောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးလက်တည်ချက်နိုင်ငံရေးတမာရီနိုင်ငံရေးတည်လာရှင်းတယ်။ဒါကျွန်တော်တို့တွေဆန္ဒမူတာဗျ။ဟုတ်တယ်ဆန္ဒမူတာ။ဟုတ်တော့အဲ့တော့ကိုလေ NLD ဟုဆိုသူများ NLD ကိုရနေဥဆောင်နေတဲ့သူတွေ NUG ကိုရနေဥဆောင်နေတဲ့သူတွေ CIA ကိုရနေဥဆောင်နေတဲ့သူတွေ NLD equal to CRPH NUG ဒီလိုပဲကျွန်တော်ကသတ်မှတ်တဲ့အတွက်ကြောင့်မလို့ဒေါအောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးအပေါ်မှာအာနာတိမ်တိမ်မွေးအပေါ်မှာယက်တီတဲ့ယက်တီချက်ကိုထိုင်ထိုင်မှမှဟုတ်ပြီနော်ဒီလိုရှင်းသုံးဖို့လိုတယ်ဒေါအောင်ဆန်းစုကြည်ကိုချက်ပြုံနဲ့မပြူးဘူးတော့နော်တော့ဆန်းစုကြည်လွမြောက်ရေးအတွက်ကျမ်းမာရေးအတွက်ဆူတောင်းနေုံနဲ့ကျွန်တော်တို့မကြည့်ဘူးอืมဟောနော်ဘာလို့မလဲ ။ဘာလုပ်မလဲ၊စုတောင်းနေမပေးဘူး၊ဘာလုပ်မလဲ၊ဘာလုပ်ပေးရမလဲ၊ဘာလုပ်ပေးနိုင်မလဲ။ Action plan ရှိဖို့လိုတယ်ကျွန်တော်တို့။အင်း။နော်။ data တွေနဲ့နိုင်ငံတကာမှာရှိနေတဲ့ကိုယ့်ရဲ့မိဖက်တွေ၊ကိုယ့်ရဲ့မဟာမိတ်တွေ၊တမိုးစီအစိုးရတွေတက္ကမနေခုလသမဂ္ဂတွေအဲ့ဒီအပေါ်မှာ advocacy လုပ်ပြီးတော့ဖိအားတွေပေးခိုင်းပြီးတော့ဒီဆရာလာရှိလက်ထဲမှာသူရဲ့လက်ကုပ်တွေကရေဖြစ်နေတဲ့ဒေါ်ဆန်းစစ်ကြီးလွတ်မြောက်ရေးကိုလက်တွေ့ကြကြအလုပ်နဲ့တက်တည်ပြပြီးတော့ ချိုးပမှုလိုတယ်ဗျဟုတ်တယ်နော်ဘာကြောင့်လဲဆိုတော့ဒီကောင်တွေကယုံကြည်စရာဘာအကြောင်းမှမရှိဘူးနိုင်ငံကြီးအချင်းသားတွေပေါ်မှာကိုတင်မောင်ကိုရက်ရက်ဆက်ဆက်ချိုးပစ်ခဲ့ပြီးပြီတက်ဖြတ်ခဲ့ပြီးပြီထောင်ထဲမှာပဲကိုဂျီမီနဲ့ပိုစရာတော့အပေါင်းဝင်လင်းဟုတ်လေလူမသိသူမသိမသားစုတော်အသိမပေးပဲနဲ့တက်ဖြတ်ပြီးပြီဒါကြောင့်ဒေါန်ဆန်းစုစုတို့ကကောင်းမွန်စွာထားရပါတယ်ဆိုတော့ စကလုံးတွေနဲ့ကျွန်တော်လက်ခံနေတဲ့အကြောင်းကြီးဒေါန်ဆန်းစုကြည်တက်ရှိထင်ရှားရှိနေတယ်ဆိုတာကိုပြည်တွင်းဒေတာတွေနိုင်ငံကအထူးသဖြင့်ကျွန်တော်တို့ပြည်သူလူထုတရားလုံးမြင်မြင်နဲ့တွေ့ကြတယ်။အင်းဟောတာပဲနော်အဲ့ဒါလည်းဟောတာပဲနော်ရှိသေးလားမရှိသေးဘူးလားဆိုတာကိုဘယ်သူမှမသိရဘူးဟောနော်ခင်ဗျားတို့အဲ့လိုတင်းမောင်းကြောင်လေနော်လုံတော့ကလုတ်ပြီးတော့မှအခုအချိန်ကြာမှဖမ်းတော့ဖမ်းတယ်နော်စစ်တော့ကစစ်တယ် ။အခုချိန်ကြီးလေဖိနေမြန်မာ24နေစင်းပဲအသက်က80ပဲသွားပြီ။ဘယ်လောက်ဆက်စရာကောင်းလဲဗျာ။ဒါပေမဲ့သူတို့ကိုဆရာနာရှင်တွေအတွက်ဂုံတိတ်ကအကြောင်းပြောရင်လွားမလာတာကျွေးသလိုပဲ။ဂုံတိတ်ကလည်းမရှိဘူး။အချက်ပြားလည်းမရှိဘူး။ကျင့်ဝင်လည်းမရှိဘူး။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဘာကိုထပ်ပြောခြင်းလဲဆိုရင်မစ္စတာရှောက်တာလည်းပေါ့ဗျာကျွန်တော်တို့ညမစီဝါရေးပေါ့ အကြံပေးဖို့နော်သူလည်းတောင်းဆန်းစုချင်တဲ့အမှုပဲပါမယ်နော်ဆိုတော့အဲဒါသူကဘာပြောလဲဆိုတော့နေပြည်တော်အဲဒီဒီအချုပ်ထောင်ပေါ့နော်ရုံတဲ့အတိုင်းမှာအဲ့သူကတောင်းဆန်းစုချင်တဲ့သူ送ခဲ့တယ်တွေ့ခဲ့တယ်ပေါ့နော်တောင်းဆန်းစုချင်ကလာပြီတော့အဲ့ဒီမှာနော်ပြည်သူတွေကိုတဲ့ဘယ်တော့မှလက်မလျှော့လက်ကျပါနဲ့ဆိုပြီးတော့မှန်တယ်မိတယ်ဟွန်းသူမှလက်မလျှော့ကြအောင်လို့မှားထားခဲ့တယ်ဆိုတာသူအမှားစကားနော်မစ္စတာရှောင်းတန်းလည်းပြောတာနော်ပြည်သူတွေကိုဘယ်တော့မှလက်မလျှော့လိုက်ကြပါနဲ့တဲ့ ထပ်ပြောတယ်အာနာသိသကဆာဟုတဲ့အာနာသိဆက်အာနာရှင်တို့ရဲရဲဝုံဝုံရင်ဆိုင်နေသူတိုင်းတွေနော်ရဲရဲဝုံဝုံရင်ဆိုင်နေသူတိုင်းတွေဂုံယူကြအောင်တဲ့နောက်တစ်ခုကမျောလင်းချက်တွေဆက်ထားကြဖို့အရှုံးမပေးကြဖို့ဒုံဆန်းစုကြည်ကမှားတယ်ဒါမစ္စတာရှောင်းတာနေအစောက်တော့ကတ်တယ်သူမတူအချင်းသားဆိုတဲ့ စာအုပ်ရဲ့စာမျက်နှာ198မှာဖော်ပြထားတယ်နော်ဒီစကားရဲ့အဓိပ္ပာယ်ရှင်းနေဗျာတော့ဒေါက်ဆန်းစုကြည်ကလက်ရှိအခြေအနေမှာရှင်းနေနေတဲ့မတွေ့ရဘူးအင်း2020ထဲကဒီဇင်ဘာလေးကရှင်းနေနေတယ်မတွေ့ရဘူးမိသားစုကတော့အဝေးကြီးပဲဗျာအချင်းတောင်ဥပဒေရအချင်းတောင်လက်ဆွဲရအချင်းသားတွေအခွင့်အရေးရှိတယ် ောင်စာတွေ့ခွင့်ပေးရအဲထောင်ဝန်စာလို့ဘယ်သူမှမတွေ့ရဘူးတက်ပုံတွေလည်းမတက်လာဘူးဘာမှမတွေ့လာဘူးကျမကြီးနဲ့တက်တယ်လို့စောင့်ရှောက်မှုရှိရမယ်ဆေးဝါးလုံလုံလောက်လောက်ပေးရမယ်သူကနိုင်ငံတော်အဆင့်တော့နောက်တစ်ခုကလိုဘယ်ဆုရတာလားတက္ကပါလုံးကလေးစားဂုံယူရခဲ့ကြည်ညိုရခဲ့ကောင်းဆောင်ပြအဟောဝိကျေစုတင်ပါတယ်ခင်ဗျဒါကတော့ဘုသူရနဲ့လိပ်ပင်းနှောက်ချေတာပါကျေစုတင်ပါတယ်နောက်ထပ်ပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်